ထင်မှတ်မထားတဲ့ကုညီလှူဒန်းမှုတွေပြုလုပ်နေတာကြောင့်ပရဟိတမိခင်ကြီးထံနာမည်ကြီးနေတဲ့စတရီမာဂူဂူယောသမမွေပြည့်သက်ကြီးမင်္ဂလာပါရှင်။ ငလင်ဘေးမှာထိရောက်တဲ့ပရဟိတလုပ်ငန်းတွေနဲ့နာမည်ကြီးလာသူကတော့တချိန်ကမိုဘိုင်းလီဂျန်စတရီမာဂူဂူပဲဖြစ်ပါတယ်။အခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်ချတာစကေး7.7အဆင့်ရှိတဲ့မြင်းကလင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းကသခိုင်းမန္တလေးနေပြည်တော်ကြောက်စဲအမရပူရာပျော်ဝဲအပအဝင် မြို့ကြီးတော်တော်များများမှာပျက်စီးဆုံးရှုံးမှုတွေအတော်လေးများပြားခဲ့တာပါအခုလို အသက်အိုးအိမ်ဆုံးရှုံးမှုတွေကြုံတွေ့နေရတဲ့ငလင်ဘေးသင့်ပြည်သူတွေကိုကိုဖြည့်ရင်ဖီနဲ့မြေပြင်ထိအောင်ရှင်းကူညီကတင်ပြီးငလင်ဒုက္ခတွေရဲ့အမှန်တကယ်လိုအပ်နေတဲ့အတုံးဆောင်ပစ္စည်းတွေယာယီနေစရာတွေကောင်းကောင်းမွန်မွန်ရှိအောင်ဖန်တီးပေးနေတာကတော့ streamer ကူကူပဲဖြစ်ပါရဲ့ရှင်ဒီလိုအချိန်မှာမတက်မတူလူတွေကိုကျိုးရှာအတ္တသမားတွေပရဟိတသမားတွေစိတ်ဓာတ်ကောင်းတဲ့လူတွေစသည်ဖြင့်ပုံစံဇရိုက်ခံယူချက်မတူတဲ့လူတွေရဲ့စိတ်ဓာတ်တွေလည်းပေါ်လာတာဖြစ်ပါတယ်အထူးသဖြင့်ဘေးအနေရဲ့ကြားရောက်ကအခုညီလိုအပ်နေချိန်မှာ ကိုထွန်မင်းဆယ်လီဘုဒ္ဓရေခဲတုတ်တဲ့ကိုဆိုင်စောစတိဖြင့်ပရဟိတတွေရဲ့ကောင်းတွေများစွာပေါ်လာတာဖြစ်ပါတယ်။ဒီလိုငလင်ဘေးမှာပရဟိတတွေရဲ့ကောင်းအဖြစ်အများကချီးကျူးခံနေရတဲ့နောက်ထပ်တစ်ယောက်ကတော့ streamer ဂူဂူပါ။ဂူဂူဟာအစောပိုင်းမှာတော့ Mobile Legends streamer တဦးဖြစ်ပါတယ်။အထူးသဖြင့်ကလေးမျက်နှာကလေးအတန်ဖေးတာလေးနဲ့ game stream ရင်ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ဂူဂူဟာလူငယ်တွေကြားမှာရေပန်းစားခဲ့တာပါ။ အဲ့ဒီနောက်မှာဂူဂူဟာအင်တာနက်ပေါ်မှာတချင်းဆိုတာဇလန်းတို့လေးတွေရိုက်ကူးတာစတီဖြင့်လောက်ကန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဂူဂူဟာတာတီးဆိုတဲ့တရေဟာတာ ရုပ်တံဇလန်းတွဲမှာတာတီးနေရာကတရုပ်ဆောင်ခဲ့တာပါ။ဒါတင်မကသေးပဲဂူဂူဟာ DJ တီးတာ တမထတရားဆရာအဖြစ်လဲလုပ်နေတာဖြစ်ပါတယ်မြမပြီမာဒီလိုဆွဲဆောင်ရအနုပညာရှင်ကမိုးဟောင်ရင်နဲ့ဂူဂူနှစ်ယောက်ပဲရှိတာဖြစ်ပါတယ်တချို့ကလည်းစရမဂူဂူဟာအောင်မြင်ခြင်းလို့လမ်းကြောင်းနေတာဆိုပြီးပြောကြပါတယ်ဘာပဲဖြစ်ဖြစ်အခုနောက်ပိုင်းမှာတော့စထရမဂူဂူဟာပရဟိတကယ်ဆယ်ရေးလုပ်ငန်းတွေပိုလုပ်လာပါတယ်အခုလက်ရှိကြုံတွေ့နေရတဲ့မန္တလေးမြင်းကလေး2025မှာလဲဂူဂူဟာကိုယ်တိုင်လဲလှူ ငွေတွေလည်းလှူဒန်းသလိုငွေလူယုံနေမကငလင်ထန်တင့်နဲ့မန္တလေးစကိုင်းဒေသအထိသွားရောက်ကူညီလုပ်ကိုင်နေတာဖြစ်ပါတယ်ကိုကူဟာငလင်ထန်တင့်ပြည်သူတွေကိုသွားရောက်လှူဒန်းတဲ့နေရာမှာလဲအခြားလူတွေလိုအလှူငွေအလှူပစ္စည်းအင်္ဂနဲပေးပြီးထားခဲ့တာမျိုးမဟုတ်ပဲငလင်ထန်တင့်ပြည်သူတွေရေရှည်အဆင်ပြေအောင်စီမံခန့်ခွဲတာတွေနီးလန့်ပြပေးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ် အလွန်ငွေတိမ်မောင်းတောင်းတဲ့ချီလက်ခံရရှိထားတဲ့ပရဟိတဖောင်ဒေးရှင်းလုပ်နေတဲ့သူထက်တောင် လိုအပ်တဲ့လူရမ်းမှုစီမံခန့်ခွဲမှုတွေလှုပ်ဆောင်နေနိုင်လို့ငလီနန်နှင့်ပြည်သူတွေရဲ့အားကိုရာတောက်တိုင်ဖြစ်နေတာပါ ဒါကြောင့်လေကူကူတယောက်အများကချီယူခြင်းကိုခံနေရတာပါတကယ်တော့ဆယ်လီကူကူဟာအခုငလင်ဘေးကျော်မှပရာဟိဒလုပ်ငန်းတွေလှုပ်ဆောင်နေတာမဟုတ်ပါဘူးပြီးခဲ့တဲ့ရေဘေးမှာလည်းကူကူဟာပရာဟိဒလုပ်ငန်းတွေကိုဆွန်းဆွန်းတမန်ဆောင်ရွက်နေသူပါအချို့လူတွေမှတ်မိကောင်းမှတ်မိကြမယ် ရေဘေးတင်ချိန်ကိုပိုင်ဆက်လီအစုပ်ကလေးနဲ့တရွာလုံးနီးပါးရဲ့အသက်ကိုကဲတင်ခဲ့တဲ့သွေးရကောင်းလေးမောင်ပေါ်များကိုတသက်တာပညာတင်ကြားစရေးကိုဂူဂူကထောက်ပံ့ထားတာပါအခုတော့သွေးရကောင်းလေးမောင်ပေါ်များကအတော်လေးလဲအရွယ်ရောက်လာပြီဖြစ်တယ်လို့မကြခင်မှာပဲကဲဆယ်ရေးအဖွဲ့ဝင်အနေနဲ့ပြည်သူတွေရဲ့အသက်ကိုစူးစမ်းပြီးတော့ကဲတင်သွားမယ်အကြောင်းဂူဂူကတတိပေးလာခဲ့ပါတယ်ဂူဂူဟာမကြခင်အချိန်တော်တွင်းမှာပရာဟိတဖောင်ဒေးရှင်းတည်ထောင်ကသွေးရကောင်းပေါ်များလေးအပါအဝင်ကဲဆယ်ရေးသမားမြောက် များစွာကိုမွေးထုတ်ကာကဲဆယ်ရေးစက္ကရိယာတွေလည်းဝဲယူဖြစ်တင်းမယ်လို့ဆိုပါရဲအထူးသဖြင့်ကူကူဟာရေရှည်မှာကြုံတွေ့လာရနိုင်တဲ့သဘာဝဘေးအန္တရာယ်တွေအတွက်အကြိုတင်ပြင်ဆင်နေတာပါဒီတော့ပြည်သက်တွေကရောမုံမြတ်တဲ့ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ stream မကူကူအပေါ်မှာပြည်သက်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်လေးပေးသွားကြပါအောင်နော်